ရှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာဤမဟာကရုဏာကုံကိုအာယုပြုကာတိကျဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအတိတကထာဝရုစုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပံကောတိဟိပိယံပမေယံကာလံကရုံတော်တိတုကရတိခေရံကတောလောကဟိတယာနာတော်နမောမဂါရုဏိကတတတ္တ ယောနာသောဝိနေယမြာစွာတတဝါဤချမ်းသာစီပွားလူလာတောင်းတကုံပေါင်းခါသည်ဖြင့်နာထမြညာချင်းရှင်တော်မြတ်ဖရာသည်ကမ္ဘဂေါတိဟိပိဂရေကဘာရေအတွက်တည်းခြားတို့ဖြင့်တော်လဲအဘယ်မေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်မှသော ကလန္တိအတင်ချေသိဏိကပါရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရဏိဥစ္စာ အသက်ချေလက်အင်္ဂါမေတ္တာကြည်မာသမိတာနှင့်တထာဇနိဆွန်ញင်းကြီးဟုကြသည်ထဝယ်ငါသည်အစုအလုံးခဲရင်တော်မူလိုကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြုတ်အထုတော်မူရသည်ဖြစ်၍ ခေရန်လက်ချင်းမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုရောဤပင်မခြင်းသို့ကတောဘဝတဏ္ဍံချင်းဖန်များစွာရောက်တော်မူခဲ့ရရှာလိမ့်မည်မဟာကရုဏီကတ္တသတ္တဝါများယင်ဝဲသားကဲ့သို့တနာချစ်ခင်မာကရုဏာရှင်ဖြစ်တော်မူသောတသန္တထသဝိနည်းများစွာတတဝါဤချမ်းသာစီပွားလိုလားတောင်းတကုန်ပေါင်းခါသည်ဖြင့် နာထမြညာထုရှင်တော်မြတ်ဘုရားအာ နမောယုတိပြောင်းပြော့မန်ကိုလျော၍ကရောယုကျုရှိခိုးခြင်းသည် အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်း